ဆရာမစီအေးရမန်လျာအင်ဂျင်ဆိုတဲ့ပုထုလေးကိုအပိုင်းတင်နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အမစာရေးသူများပြီးငင်းစင်းကရေးသီးစာကိုပြန်လဲထုတ်ဝေတရခါစဉ်နဲ့အားရချင်းနဲ့ရှက်ကြတွန်းဆုပ်ချင်းကပုံလေးကြီးထင်ပါသည်ပြင်ဆင်ချင်းဖြည့်ဆွက်ချင်းချက်တော့ချင်းစိတ်တို့နဲ့လျာလင်းကြီးထင်ပါသည်သို့တော်ကျမ55နှစ်ကရေးခဲ့သည်35နှစ်နိုင် အပြည့်ရှာရမ်းမလို့မသိဘူးတင်ပါလိ။ကျမရဲ့မိတ်ဆွေတို့ဒီအားလုံး35နှစ်ချင်းရှိချင်းကျမရဲ့မိတ်ဆွေတို့ဒီအားလုံး35နှစ်ချင်းရှိသည်မဟုတ်ကြပါ35နှစ်အရွယ်လည်းရှိသေးကိုဝမ်းမြဝမ်းသာတွေ့ရပါသည်တကယ်တော့လေကျမတို့အားလုံးဒီအသက်အရွယ်တမဖို့မလိုပဲရတယ်မရပြီအချို့ကအညာထက်စွင်အချို့ကအရွယ်ဝေးစေအချို့ကဒီပွင့်စေဥယင်ထဲ၌တစ်ပင်များပါမှာ ြီးပြင်းရှင်သန်နေကြသည်ကသာအရင်ကကိစ္စဖြစ်လေရာကျမရောအကောင့်ဘက်သူပြောင်းလဲခြင်းကြီးသူလို့ဆိုခြင်းဆိုပါသည်ကျမ၏စာသည်ဘယ်တစ်တပင်အတွက်ဖြစ်စီနှင်းရီတပေါက်နေစီအေးများစီသည်ဆိုလီတို့ဒီထက်ပို၍ရခြင်းလို့ထင်ပါသည်ထို့ကြောင့်ကျမတို့ဒီငယ်စဉ်ကရည်သည့်စာကိုစုံမတ်စွာဖြစ်စီပြောင်းညီ၍ဖြစ်စီပြီးခံလာဖြစ်စီအလင်းသိန်းသလိုဖတ်ကြပါလိမ့်မည်ကိစ္စမရှိပါပြီးတော့ ကျမသည်စာရေးနေသည့်ထိုကာလအတွင်းမှာငိုဖြောင်းသောဟမ်မဆောင်သောကြွားဝါသောစေတနာပြုသောနှလုံးသားမြဲဖြစ်သည်ကိုဝန်ခံနိုင်လေရာကျမအတွက်ဘာမှရှက်ကြွယ်မရှိသည်ကိုစဉ်းစားမိပါသည်ထိုနှမျိုးလုံးသားသည်ကိုကျမခုံမောက်ရေးမပြောပါကျမတို့သည်ထိုနှလုံးဖြင့်ဝေးလာခဲ့ကြသည်ငြိမ်ယုံကြည်ပါသည်ချမန်ကပြားကဆက်ကပြားဆင်ရာဘာတော်ဘရက်ပြောသည်လိုမန်နဲ့ဤနှစ်ဖုံရုပ်ပုံကိုကြည့်သည် ရုပ်မာဖို့ရာဖေလောက်တပင်းတပန်းလုံရသည်လုံလာထုတ်ရသည်ကိုတည်နိုင်ပေးသည်ထို့ကြောင့်သမသည်မရှက်မရှက်ကြမတွန့်ဆုတ်တော်ပေ15နှစ်နှင့်အနည်း20အချိန်တွင်ကရေးခဲသည်သမ၏ဝတ္ထုနှပုတ်ကိုတစိုးတစီညမပြင်းစေမပြေဆွံအချက်တောင်းပဲရိုင်းနေစီခဲ့ပါသည်ကြည်အင်းခုနှစ်ရက်ဆန္ဒလာ64မောလိုက်တာတင့်မေးသည် အသက်ကိုယ်တော်မှာရင်းနှီးရှူရလေသည်လီဟောဝဝများပင့်သွင်းပြီးထုတ်လိုက်ရလေသက်ပါပါသွားမလားအောင်မေးရ၏ရင်ထဲကချက်လာပါတကားထူးသက်စီဘယ်ဘက်ရင်ဘက်ကအောင်လာသည်ရင်ထဲကအဆုတ်ချက်သည်နေပြင်းရအောင်တန်လာသည်တင်မေသည်နာကျင်ရှုံးမဲ၍ခြောက်ခုချလိုက်ရလေသည်တရွေးကိုဝေးရအောင်ဖြစ်ပြလိုက်သည်အခါနေရာကိုမြင်လိုက်ရ၏ပစက်ထဲတွင်ငံကြီးကုန်များပြီးအော်ချင်လာလေသည် ်မိုးဆူသည့်လက်ကင်ကနေနှခမ်းကိုတုံလိုက်ရမှာသွေးတွေဆုံးပြလာပြီးတော့မြင်ရ၏တင်မေသည်စင်ကောင်ဖြစ်သွားတော့လဲပြန်လိုက်ကလက်ကင်ကတွင်မူရည်နေသည်ရောပြီးပြန်ပြန်လာပြီးတော့မြင်နေလေသည်ချောင်းဆူသွေးပါတဲ့ခေါ်ရင်နဲ့ရောပါပြီနာမည်ကအတိတ်ကိုပြောပြတင်မေသည်တဘောချစာပင်ညီလိုက်မိချေသည်တင်မေနှင့်ဤရောကမှာတော်ပင်အကျုံးဝင်နေပြီးချေနေကြ စောင်းရမှန်းလည်းမသိတော့တဲ့ဒါမှမဟုတ်လေမလို့နိုင်တော့တဲ့အတူတူမို့စောင်းတော်ချင်းဖြစ်နိုင်ပြီတင်မီဒီဤယောဂမှာပင်ကြီးပြများအခါမမြောက်နိုင်တော့ပြီဆိုတာကိုကြည်ရလေဆရာဝန်ပြောသားမှာတော့စိတ်ဝင်စားစရာကောင်းလာသည်တင်မီကိုယ်တည်းကအစုံမှာအစုံမဟုတ်တော့ပဲကိုယ်အိမ်ဖြစ်နေပြီဆိုပါကလားတင်မီဒီထိုစကားကိုကိုနာထောင်ရေးကြားရပြီးတဲ့ကအသိဉာဏ်နှလုံးနေကြတဲ့ကစုံဖောက်တော့တော့ညူပုတ်ပုတ်ခဲကြီးကိုမြင်နေမိလေသည် တင်းမင်းရှိမှမဆောင်ဝင်ပြီးနင်လာကိုရှင်းဆောင်ထားတာဘာမှမကြောင်ပြခုပြီးမယ်ဟိုတတူတူပြောလဲရှိနေပြီတင်းမေဒီစီထုံးခံတော့တယ်ဘာအကျိုးထူးရမလဲအမြန်ဆုံးတိတ်ဆုံးပါချင်းနေတာအမြန်ဆုံးရောဂါကြောင့်ချင်းဖြစ်တယ်ခုလိုအချိန်မျိုးမှာဘာသာကက်ပြီးကက်တယ်အသက်ခဏရှင်နေရတော့မလဲပြီးတော့ရောဂါဆိုကြီးနေလူမမအတွက်တအိမ်လုံးလဲစိတ်ညစ်ကြောင်းလန်နေကြရတယ်ဆောင်ဆိုးသေးပါသည်ဘူးလဲကူဆက်တယ် ကူးဆက်တတ်ပြီးသည်ဆိုခါခါတော့လေဆရာဝန်အာနာယျလျှော်ပြရသေးသည်သူ့ဘုရားမြတ်ထဲမှာဆိုလေတင်းမင်းဆရာဝန်သည်ပတ်စံကိုမတွက်စောင်းစိတ်ကောင်းရှိဆုံးဖြစ်သည်ဟုထင်လေသည်ရကြီးမင်းကြီးမာပင်သည်ငွေပေးပေါ်လာပြီးညရာကုန်လေကြီးနေကိုဖြစ်သည်ဒီမင်းကြီးမာပင်မူဘေးပေါ်လာသည့်မြတ်ရာကုန်လေကွင်းလေးကိုဖြတ်ကတင်းမင်းစီလာလေသည တင်မင်မသိဘူးမှန်၍ဆရာဝန်ကညပြောများကိုတင်မီကယုံချင်အောင်ပြန်ပြီးဆောင်ရသည်စီထိုးခံရသည်အားမငယ်တဲ့တော့အားမငယ်နဲ့တော့တမီဟုသူကဆိုတတ်သည်တင်မီမှာတော့ဘလို့စကားမျိုးပဲကြားရကြားရဒါမှမဖြစ်တော့ပါကိုကိုကိုတိရတဲ့သူကပူတီယုံမှလေးမှန်ကိုချိလိုက်နေနေရကညူညူရကမိခုသေးပေါင်နေသည်သပင်ချောင်းများအသားအဝါနဲ့နှကန်အပြံမျက်လုံးကြည်လောင်လောင် တတ်ဆိုသည့်မူတာကလေးသည်တင်းမဲ့ကိုယ်ထဲတွင် ဖြောတော့အာနေလာစွာငင်းမှုငင်းမှုနှင့်တောင်းနေသည်ဆိုတာကိုသိရပြီချောင်းဆိုးသေးပါနေပြီမောင်လေးအပူဆုံးပုဆယ်ရက်လောက်လို့မှမြင်ရသည်ယုံနေအင်မတန်တူသည်ထို့ကြောင့်ဘေးစကားမျိုးကိုကြားရကြားရတင်းမီစိတ်ထဲပါမှမဖြစ်တော့ပါဘဝကြီးနောက်ဆုံးနေ့ကိုသာတွင်နေသည်ထင်မြင်ထားသလားမနည်းသည့်အတွက်စိတ်တော်မရှိနိုင်တော့ လာရောက်ရောက်သွားပြီးချင်းကစောက်ဆောင်နေရိုက်ဆောင်ဖို့ပေါ်မြင်နေတော့လေနောက်ဆုံးကရက်တစ်ဝေးမှာလိုင်းထိတ်ကြံတက်ရခြင်းကိုတော်တာဖြစ်နေသေးတယ်လိုင်းထိတ်တက်ရခြင်းမှလည်းအကောင်မှမဟုတ်ဘူးနောက်ဒီထက်နှဆဟိုက်သွားသည်လိုင်းကြောက်တဲ့ကိုဒလင်ခါပေးစင်ဖို့ပဲမဟုတ်လားပန်းလာပါပြီခွင်တင်မေဒီယင်ထဲမှာတင်နှာခေါင်းထဲမှာမုန်းနေပါစက်ထဲမှာအသွေးညစ်ချွေးလေးကြီးကဝေဒနာကြောင့်သွားမလားအောင်မရတဲ့ခါမျိုးလို့ လူသည်ထပ်ပေါ်၍တွေ့နေရသည်ကိုယုံကြည်အကျန်းဆုံးကနေပြီးတပြေးပြေးမြေးကရောဂါပြော့သားပြန်သည့်အခါမှာရောသားဖြစ်ရလေသည်ခံရလွန်၍တင်းကြီးကိုယ်တော်မှကဲ့တင်းရှင်ဟုပင်အယူတည်မီတော်မလို့လို့ထိုခါမျိုးဆိုလျင်တင်းမီသည်အညာကမထနိုင်သည်ခင်ဗျာအန်တကျိတ်ကျိတ်ဖြစ်နေသည်ထနိုင်သည့်အခါဆိုရင်အင်းဤခေါင်းပြူရ။ကိုင်းမြာကျော်ပါသည့်ညာယာကုံချောင်းကိုလာခင်းရဖြစ်လေသည်။တစ်ခုလေကြည်နေ။ တင်းမရှိမှအညာရကုန်ချမ်းခါတိုင်းတော့မရေမြားနေလာပြီးရေပြင်းကိုကြည့်ရအိမ်တို့ပြန်ရမည်ဖြစ်ရလေသည်ယခုအခါမောတထေချာဆုံးဖြတ်ပြီးပြီယခုအိမ်မှာဒီညာရအောင်ပြီးခနေထွက်ပြီးလာခဲ့ရလေသည်မနေ့ရက်ဆိုရင်ခြံထဲလမ်းလျှောက်နိုင်ရောရှိသေးသည်မနေ့က ਈ အရှိကရက်များမှာတော့တင်းမေဒီမဲမောင်ခြိုက်ဝမ်းနေသည်လိုင်းကြောက်ကြီးတဲကိုရိတ်ခင်းနေရောကနေကြာကြာကြာနေသည်နေများဖြစ်လေသည် သို့တော်လည်းကြောင့်ဘူးညီကြီးဖြစ်ရင်ဒါဟာအဆုံးစွန်တော့ကြမဟုတ်သေးပါဘူးဟုအညာပေါ်လူလိမ့်နေသည့်ကြားကားပင်တည်တရာရာဖြစ်နေပေသည်ခါတိုင်းတော့အန်ကျိပြီးမတွေးပဲခေါင်းအေးအေးထားရတွေးကညရာကုန်းရင်နဲ့သူ့လာခဲ့ပါသည်အိမ်ကလူတွေလစ်စင်မှထွက်ခဲ့ရသည် မိုးတွေကလည်းခွေလိုပါကုန်နေအေးကဆူရှာလာသည်ဆွေတာနဲ့ထဲကုန်းအင်းကြီးအပေါ်ကဝှက်ထားလဲကားတော်ဒီကုလုံးတုံနေသေးသည် မိုးပါနေတဲ့ဒူလာပြန်တော့အသားလေးကျင်ပြီးထုံနေတာဘာဖြစ်လို့ဖြစ်မှန်းပြီးမပြောတတ်တော့ပါတန်တာခေါင်းမီတော်ဒီမိုးရေကြထမိန်ကဆူထိုင်ထိုင်နေအောက်တစ်ပိုင်းရွှဲနေကားမုံမိုးထီပြီးစပင်နေပူကျော်နေတယ်လို့ပြီးသို့တော်လဲခယူမဆိုင်မိုးပန်းစွာပြီးသို့တော်လေးဖြောင့်ပြစွာပြီးမြရာကုန်ချောင်းဆက်ကဇလက်ပင်ကြီးအကိုရောက်ခဲ့မိုးဆိုသည့်လုံးကြီးပေါ်ပြစ်ချထိုင်လိုက်ပြီးအမောပြေတော်မှာ ရင်ထဲကအဆုအချက်ဒီဇက်ပေါ်တခွေရာခြောက်ဆိုးပြီးထွေးထုတ်ဖြစ်နိုင်အားတော့ဒီအေးမြင့်ခြောက်ဆိုးတွေးပါသို့တော်လဲခယူမဆိုင်ခယူမဆိုင်တင်မေဒီခယူမဆိုင်ဆိုဒီတဲ့ပြင်ထန်သောစကလုံးကိုလိုချင်သည်ခြောက်ဆိုးလိုက်တိုင်းပြပါလာရင်ထွေးပြလိုက်ရင်နေပြီတင်မေဒီညရာကောင်ခြောက်ရည်ပြင်းတော့ရေးချင်းမိချမ်းလေးရည်ပြင်းပေါ်မှာအမုံဆုံးပါကလေးများသည်ဆိတ်ဆိတ်ရှောက်ပြီးနေကြလေသည် အနောက်ရှမ်းရှိသောနေကာလာအိရေပြင်းလိုမျက်နှာတင်း၍မေးပဲဟွာညင်းညင်းနဲ့အနယ်လဲထားနေသည်နေကာဆိုလင်၆ကျော်ပမာရေပြင်းပေါ်ထိုင်ရေပင်ရမည်ဟုတင်းနေတင်းခဲ့ဘူးလေသည်ယခုတော့ရေပြင်းသည်ပျော်ညံလာသည် တင်းမေသည်ဟိုအောင်လွန်တော်တဲ့အထိမပါနိုင်သည်လေပြင်းဝင်လိုက်ပြီဆိုလင်ဇလက်ကိုင်းဇလက်ရွက်များပေါ်မှခုန်နေသည်မိုးရေပေါက်ကြီးများသည်ဖြန်းကနေရှေကနေကြာလာတတ်သည်တင်းမေသည်အငင်းဖြည့်၍သွားကား တွေးပြီးတော့လက်ကင်ပွားနေပြီးညနာကိုတုတ်ကြီးရပြန်သည်။နေသည်ဇလက်ကင်များကိုကင်လုံးနိုင်အောင်ချမ်းလေးမှာပြန်ပြောင်းတင်းတင်းစိမ့်မြမြဇလက်သီးများသည်တခေါက်ခေါက်ကြွေကြလေသည်။တချို့ကတင်းပြီးကြောပန်တဲခတ်သိသိမ့်နေ။နုံမြေပေါ်ကြကတလိမ့်လိမ့်နေသည်တချို့ကမူတင်းမင်းချင်ရင်ပဲရွှွန်ပြော့ချောင်းဆက်ကိုကြကတဝက်နေပြီးငိန်နေသည်တချို့ကညရာကုံချောင်းဤသေးကြကပေါ်လောပေါ်လောနေမျောချင်ရာမျောသားကြလေသည် ဇလက်ကြီးများရေထဲတွေ့သည်ကိုတင်မီစိတ်ဝင်စားလေသည်ဇလက်ပင်ကြီးသည်ချောင်းဘက်သို့ကိုင်းအရိတ်သည်ချောင်းလေသို့ကြာလာနေတတ်သည်ဇလက်ကြီးများသည်ချောင်းရေထဲကြာလာတာများသည်ဟောကြည့်တက်လုံးကြွေကြမ်းသည်ကြွေပုံကိုကြည်စမ်းရေပြင်သည်လှရွရွကြကပလုံစီနေသည်ဇလက်တီးသည်ဇွက်နှင့်တဲတဲကြီးကခဏနေပြီးပြန်ပေါ်လာသည်။ဒီပန်တီးတီးချင်းများဖွာရေးထားတာပတ်လေကိုဆင်းပြီးကြသည် ပေါ်နောက်ကခရက်ကလေးညာလှူရှားခြင်းပေါ်နောက်ဆိုရင်းညာပြောင်းညာသည့်ရေပြင်ပေါ်မှာဆဲဆဲကလေးညာရှောက်ပြီးနေကြပြန်နေသည်တင်မေရေထဲချသွားပြီးခုလိုပြီးအတန်ကြီးရေပန်းစင်ခရက်တာရုတ်ချီပေါ်ချီဖြစ်ကနောက်ဆုံးနေပြီးတုံးလေးရဲ့ကြားတော့ခုနာဇလက်ပြီးလို့ပြီးရေပေါ်ပေါ်လို့ပေါ်ကမျောလို့ရကုန်မျောရပြီးတခုပဲကွာမီမိမိကတက်ရှိတော်သွားပြီ တည်ခြင်းနဲ့ရှင်ကျင်ကြတယ်ကမောနရာတင်းနေလာတဲ့အချိန်လေးမှာနာဗတရားဖြစ်ပေါ်ပြီးကြောင်ရုံရုံကံမှုရှိခြင်းရှိလာပြီဒီအချိန်လေးကိုဘုံကတတိပူရာကိုတင်းမီမာနကြီးခဲခြင်းဖြစ်လေသည်အရင်တုန်းကဤညရာကုံချောက်ပေါ်လာမိတယ်ထိုတွင်းကိုရောက်ကအေဂျန်စမင်းဖြစ်ခြင်းသည်စင်စစ်ယခုလည်းမုံတော်မာလေးသို့တော်လည်းဒီအခါတော့ပြည့်ဖြစ်ပြီးတော့မည်ပြည့်ဖြစ်ပါစေလို့လည်းထထဆုံနေမိသည် လူတွေရဲ့ပြောကိုလည်းခယူမဆိုင်တော့ဘူး။တင်မေတီသွားနေပြီးပါနပါဘူး။မောင်ကြီးတီတော်ကလုံးမယူကြသေးဘူး။အနာကြတော့မောင်လေးကိုမိပြောက်သွားလို့တင်မေကိုမိပြောက်သွားကြသေးဘူး။မမေကဆိုရင်ဖျားရှိကုန်ပြီလား။တင်မေအများအများကိုဆိုချင်ဆိုပြီးကိုကျော်ကဆိုရင်တော့ကန်ဆိုးတဲ့တင်မေကိုဟိုရှာမိတယ်။သူတသက်လုံးမှာစင်ကောင်းစရာတစ်ချံရချင်နေရမယ်။ သို့တော်လေသင်မေကိုနားမလဲခြင်းဟာပုံပြီးကြီးမာလာမှာအမှန်ပဲဆရာအောင်မင်းကတော့မိုက်တယ်ပြီးမှပဲဘူးယူကြုံမရာညီရှာပြီးလဲနေမိုက်တယ်ဆိုရင်သင်မေခံနိုင်စင်စင်နေမာခြင်းဆိုတာမှာတတိရှိခြင်းလဲပါသည်ထင်နေသည်သို့တော်ဆရာကတခါပြောသည်မှာတတိတယ်ဆိုတာပြော့တယ်ညံ့တယ်ဆိုတာကိုကြားလာပြီးဘူးဖြစ်သည်အခက်ခဲကောမတွေ့ရဲ့တတိခြင်းမှာပြောင်းညံ့နေဆိုတာတင်မီဝင်ခံပါ යි ။ ်သတိမှုပါများစားတဲ့ထဲမှာတင်မီချင်းမမီတဲ့ဘူလာလေးတစ်ခါမှမရှိရင်သို့တော်ရခုမူတင်မီသည်မိမိအတွက်ပြန်လည်ခံရင်းချင်းသည်တင်မီရဲ့တော့ကအခက်ခဲကိုကြောက်ခဲ့ပြီးပါတယ်တခြားလူတွေလိုဘုံတိုင်းနဲ့စိတ်ဝင်စားကတရှူထိုးတည်သည့်ဘဝမျိုးလဲမဟုတ်တင်မီသည်စိတ်ဆိုးနေတာလဲမဟုတ်ကြောက်ရွံ့စရာလဲမရှိဘူးအေးဆေးစွာလာခဲ့ပြီးပြီအေးဆေးစွာတွေ့ခဲ့ပြီးပြီလေး ချက်ပိုင်းလောက်သာတက်ရှင်မှုရှိသည့်တင်မင်းမဟုတ်လားပြီးတော့တင်မင်းမှာဘဝကဆောင်ယူပါဆရာပါမှမရှိမွေးစည်းမွေးတဲ့တင်မင်းပါပြီစဉ်းစားကြည့်စမ်းပါခင်ဒီမြရာကုန်းချောင်းကိုရအောင်ဘယ်လိုလာခဲ့ရလဲဆိုတော့တင်မင်းဒီမှန်လျက်စာဆွတ်တိုးပြီးလာခဲ့သည့်နိုင်လေးကိုပြန်ပြန်ကြည့်မိနေသည်ချောင်းနဲ့တမီရွယ်သေးတော့တင်မင်းဒီကလေးတော်ဤဒီမတက်ချင်းရဲ့အကျိုးကျေးဇူးကြောင့် ပျော်ရွှင်စာနေခဲ့သည်ဟုထင်မြင်လေသည်သို့တော်လည်းလွမ်းလောက်စရာမရှိလာသည်မှာထိုရွယ်ထီနေခဲ့ထိုင်ခဲ့ရပုံကိုသိမမှတ်မိတော့ကြောင်းပေသည်ထိုရွယ်တော့ငါတင်မိသည်ငါတရားငါကြောက်တက်လာသည်ကလေးမလေးချစ်ခင်လေးသည်ဖွယ်ရဲစိတ်ကြီးကိုလည်းဘိုးကောင်ကြီးဟုဩကလူကြီးရင်ခွင်နဲ့ကြေဝဲသည်မိုးရသည်မှာဆိုရင်မျက်စက်တွေမိုးကြိုးတွေကိုကြောက်လွင်အိတ်တောင်မပြောပါဘူးတင်မေလေးဒီရဲ့အရာကြီးများပေါ့ပေါ့ကြီးများနဲ့ ပမာတော်သားကြီးများကိုလည်းမော်ရည်ပင်ကြည့်ရစေတည်ရတယ်။တရဲကိုလည်းမမြင်ဘူးပဲနင့်ကြောင့်လေးလိုက်သေးတယ်တင်မရဘူး။လောကကြီးခုလုံးဒီကြောက်ရကြီးဖြစ်နေသည်။ခက်တီမှာတင်မီပြည့်နေမမီကိုလည်းခကြကြပြီးရှိသည်။ပြည့်သည်တိမ်လုံးပေါ်ဆူဆန်းကိုအာနာပြပြတော်မူမှလည်းဖြစ်ချင်းသည်။သူ့မျက်နှာထားကခက်တင်းတင်းသူ့အတန်ကလည်းအော်အော်။ဒေါသကလည်းနည်းနည်းကြည်တတ်သည်။ ညအကုန်တွားရှိတယ်များကိုစီမံခန့်ခွဲကအိမ်မနေသည်ခုလည်းရှိတတ်ပြီခင်မေတင်မေအပူစသောသားသမီး၃ယောက်နှင့်ခက်စိမ်းစိမ်းရှိသည်ထောပြီဖဖေသည်အယိုသည်ကြိုက်တတ်ပြီသားသမီးများကိုအယောမဝင်စေမမေကတော့ကျွန်းနေတူသွားမယမမေနှင့်လည်းသားသမီးများသည်ရရောဝင်နေရမယမမေသည်ညရာကုန်ဆောင်တစ်ဖက်ကဆက်ဆက်မာသည်ချိန်ကုန်ရလေသည် တင်မေ၏အမခင်မေကိုရန်ကုန်ကျောင်းသို့ပေါ်လာပို့ရထားက မောင်လေးအခုကလည်းအာရနေနေတော့ကလေးပဲချင်းတင်မေဒီတတော်ကိုသာကုတီကိုတက်လုံနိုင်လေးနေတတော်မှာမမေအမေညီမတဝန်ခွဲဖြစ်ပြီးအသက်30ရွယ်ရုံလာလာဖြစ်နေသည်တတော်သည်တင်မေကိုချက်ဆောင်ကြည့်ချွဲနေပြကောလိုလိုက်သည်တင်မေဒီတခုတတိထားမိလာနေသည်အဖေဒီနှိခင်ချိန်မမေအိမ်မှာမရှိတော့အိမ်ကကြံလာတက်နေသည် တင်မေဒီဖဖေနဲ့တတော်တော်စကားပြောနေကြလေအလိုလိုယွန့်တလိုလိုဖြစ်တာတတော်ရင်ခွေနေအားစင်းကခြံတွင်းကိုထွက်လာပြီးမျက်ပြင်းများကိုလှုပ်ကစားနေရသည်မျက်များဘလောက်ပုံသွားပါလိမ့်တညမှာတင်မေဒီအပြောနေခါမိမိကလာတော်သည်မိမမိန်တမိန်မှာမိမျက်နာပေါ်ကမျက်ရည်များကိုမြင်ရပြီးထိန်လန်းမိလေသည်အိမ်ရှိမှာဖဖေဤတတော်ရည်ရွယ်ချိန်မှောက်တန်များကိုကြားရလေသည် ။တင်မေဒီပြည့်စကားများကိုပြေတော့မှားနာမလေးကြီး။လီတန်ကိုကမိအဖုံးကြီးများပါသလိုပူကပဒုံးဤညီတန်ပမာတစီစီကြီးကစကလုံးကွဲပြားမှုတင်မေဒီ။တင်မေဒီအိတ်ချင်မှုတို့နဲ့ဟိုဘက်ဒီဘက်နေငါနေပြန်ရင်မိမိကအတင်းဆဲထူမှထားဖြစ်သည်။တတိစစကြီးတော်မောင်လေးကိုမမေပခုံးပေါ်အိပ်ပြောနေသည်ကိုမြင်ရ၏။အာရသည်တစ်တောင်လုံးနှင့်မိနာမှာယနေ့အာရ၏မျက်နာမှာထိထိပြပြနေ ရံကန်းငါငုံနီပုံလဲရလေးဟိပွိုင်းမြညာတော့ပဖြစ်တန်ကြာဟင်းတလို့ရင်တင်မေဒီထိုစကားတန်ကိုကြားတော်လေဘသူ့ဘောဘာတိပဲနေပြောမှမသိဘူးမမေကသွားပါမယ်တော့လင်းများနဲ့ပြပြနေခဲ့ကြတာဟိုငိုတန်ကြီးမြေကံပြောလေတင်မေဒီဘာမှမသိတော့လေမျက်ရည်ဆန်းဆန်းနေငိုပေါ့တင်ပြလာကအားကိုရတော်ကိုရှာကြည့်သည်မတွင်နိုင်ပြေးသွားနေပါလေ အမေဒီပြောင်းနေခါတော့ခါပြန်ရှောက်တော့မှာပြောင်းနေထပြီးခါတော့ခါပြန်ရှောက်တော့မှာတတော်တော်ကလထိုင်ပေါ်မြင်ရသည်စစောကန်တတော်ရှိကဖီဖီထိုင်နေလို့꽌နေရပြီတတော်သို့တော်လည်းအတန်ဒီတင်းမင်းနှခံပေါ်မရခင်ကြပြတ်သွားဤဒါတတော်မှဟုတ်ရဲ့လားခါတိုင်းပြုံးဖို့ပြီးလိုလိုက်ပြီးမနာမှာတင်းမင်းနားမဲ့သည်ကြောက်ရကြီးတွေကိုတွေ့ရလေသည်နှခံကပြုံးနေတာလားနေနေတာလားမစိုးနိုင် ပြောနာဆိုလေတော့ရက်ဆက်တဲ့ပြင်မဲ့တာဆိုရင်တော့မထီလေးစားအောင်တော်တော်ဒီတုံနှုတ်နေတော့တင်မေကိုမျက်မှောက်ကုန်လိုက်သည်တင်မေဒီထိုဖြစ်ပြက်ကလေးကိုဆွဲရင်းနေလေသည်မျက်စိထဲအာလုံးမြည်ရင်းနေလေသည်နုငယ်သည်ကလေးစိတ်ကလေးမှာဒဏ်ရာရတော်ဖြစ်နေတော်တော်ကြီးသွားသည်အတီမြင်မကောင်းဖြစ်သည့်အခါများမှာတစိမကြဲအိမ်မက်ပြန်ပြီးမတတ်သည်ပေါ်နာမှာ ။မမေနှစ်ကလေးတော့ဒီရန်ကုန်သို့ရောက်နေသည်ဟောသာနေတော်သည်။တင်မေဤစိတ်ထဲတွင်မရှင်းခြင်း။အာရမှလည်းဗမာစကားကိုပြပြပြောနိုင်သောကလမကြီးဖြစ်၏။တင်မေသည်စုံကမမေ့နာကပ်ပြီးမြင်မိသည်။မမေနှင့်ပြပြဘာဖြစ်လို့လဲ။တတော်ကဘာတတော်လဲ။ဘီးငယ်ကောင်းမမမေကဒေါသတကြီးနှင့်တင်မေကိုအော်လေသည်။ပြောကြ။တောင်ကြောင်တောင်တို့သွားကအတံထအောင်ရတော်သည်ငိုတော်ပြနေသည်မှာ ညီငယ်ဆိုတာမကောင်းတဲ့ဟာတော့အမှန်လေတခုခုပဲထူဆန်းနေတို့ပြင်စကက်လုံးအတန်ကိုကနောင်းကိုထူဆသည်ဟူတီမီလေသည်အထိပ်ပဲပြင်းနေနေပါစေမမေဒီဆွေမျိုးမိဆွေများကိုဆက်စုံခီးရီတိုင်တန်လေးရာတီမီဒီနားလည်နိုင်သည်နဲ့အမြစိတ်ချမ်းသာဖြစ်ရလေသည်အပေကြောင့်ဆိုလေဒီခါမျိုးမှာမမေဒီညည်ရင်ကြတတ်သည်မရင်လေလင်ခိုးမှာစာတီကြောက်လန့်စရာစကက်လုံးကြီးများကိုတောင်းတလေးသည် တင်မေဒီမိမေကိုတနာလဲတနာရှောင်းလဲကြောက်တော့တို့ကိုနွမ်းနေရသည်ပြပြေအကြောင်းတော့မတွေးချင်းဒင်းရောက်ဒင်းရင်နေတရားပြနိုင်ပါတယ်ရှင်ရယ်စမလီကိုမှလူอยู่မှမဟုတ်ပါဘူးစာသဖြင့်မိမေဒီတတော်ကိုကြီးချစ်ဖို့ကပြောတတ်သည်မမီနေလေသည်ဟိုတော့ငါနားမလဲတော့လေစကလုံးများကိုနားထင်မှရနေရကြီးလာတော့ပြန်ရေးကြပြီးအတိပေးတရားသည် နောက်ဆုံးမှာမူကေလာခေါ်ရင်သာမီတွေအင်ဂျန်ကြားလေးတင်မီမှာမူပြောခေရအခွင့်မမြင်တော့ဘူးကလေးငယ်ကလေးမြင်မလိုက်အောင်ပဲစိန်ညင်းနေတက်လေးတမေနဲ့ပြပေဒီအငဲတန်းရံဖြစ်ကားနေသည်တတော်မျက်နာမှာအပြင်းချို့ကိုရှာရင်တွေ့ပါသည်တင်မီဒီဘယ်သူနှင်းနေရမှန်းမသိဘူးခြံထဲစင်းကတစ်ပြင်းများကိုအဖော်လုပ်ရလေးသည်ခင်မီဒီကြောင်ပေးရပြန်လာကတတော်နေမကြခဏရံဖြစ်လေးသည် ခင်မေမှာဆက်တော်နေကတိတက်တီရွယ်ပြေမမိတန်ရောက်လိုက်တာနေလေးရတိမ်လုံးတီဆောင်းများကြီးစကားငေါ်လိုက်ကြီးစကားနနာနာအောင်ပြောကြည့်စကားများသည်စကားများနှင့်လူကြည့်နေရဟိုမရှိတော့ပဲဖြစ်နေလေတင်မေလွမြောက်ရလန်းကားတော့ခြံထဲဆင်းရဲပပင်းတော့တင်မေဖို့ရတတော်ကိုမောင်းဖို့မဖြစ်တင်မေနဲ့တတော်မှာအရင်ကတော့ခေခေမေမေနေရမြရတော့တော်လေတရားနဲ့တရားအန်ဒီရဲ့မကြည့်ကြခြင်း သို့တော်တတိတိနေနာကြလေးများသည်ဆူရလာလေးသည်ဥပမာခင်မေနှင့်တော်သည်လက်ပိုင်းမှာစကားများကြသည်ဆိုပါတော့နင့်လေကြတော့ထိုချောင်းကိုတည်မြေမိသွားသည်သို့တော်ညနေဖြစ်ဖြစ်ပြန်လာကတော်တော်နေစကားတစ်လုံးလုံးပြောခင်မေအရိုက်ခံရသည်တပည့်သည်အဖြစ်ကိုမတွေ့တွေ့အောင်ရှာသည့်နေရာမှာတော့တော်ဆန်းနေသည်မမေနှင့်ဆိုလေလဲပြောသည်တတော်မှာငွေသုံးစရာမရှိလေ တော်တော်နှိမ့်မမေသည့်စကားများပဲနေရများတော့ချင်းစကားများပြီးတော်တော်ကစိတ်ကောင်းပြီးထောကြောင့်ဖေဖေကစီပုံးဝင်ပြီးကချော်ရလေသည်တင်မေသည်ခင်မေတို့ကြောင့်ကြောင့်ဝင်တော့ရန်ကုန်လိုက်သွားပြီးကြောင်းနေရသည်ကြောင်းပေရပြန်လာတော့တတော်ကိုတမီလေးပိုင်ခဲ့တွေ့ရသည်တင်မေစိတ်ထဲထမဆောင်ဝင်လာသည့်ခံစားရမုံမှာမပြောပြတတ်အောင် ရှက်ချင်းပင်ဖြစ်လေသည်တတော်တမီလေးမှာပူလာသည်ညီနေတကောင်သည် တအားအောင်ကိုကနေလေမမေနဲ့ပြေပြေကအင်းရှိမရန်ဖြစ်ကနေခင်မေကတတော်ကိုစောင်းမြပြောဆိုကနေတင်မေမှာအေးရများတယ်ဒေါသထက်ကပြုံနေထားပြီးတတော်ကလေးကိုကြောက်တန်းနေနနာထုံးမိလေရတတော်ဤအော်တိုင်းတယ်ပြေပြေပြေလာတန်းများဤနောက်ဆုံးဝဲတင်မေကိုဘောတို့ချိန်လုံးနေအနံ့ကြာကြာရောက်လေတော့ဤတင်မေလည်းတတော်ကိုမောင်ရေရသားလေတော့တည်း နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်ကိုလည်းဆောင်းမြောနားဆင်ပြီးကြပါအောင်နော်။ကျမရွှေတုတ်ပါ။